မင်္ဂလာပါရှင်။ရောင်းဝယ်ခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ပို့ကုန်ရငွေတွေမှာရရှိတဲ့ဒေါ်လာငွေတွေကိုစစ်တပ်ကစစ်လက်နက်ကဲနဲ့ဆက်ဆက်ဖြစ်စီဝယ်ယွန်းကုန်တန်ချွန်ကိုငွေပေးချင်ဒေါ်လာလွှဲကင် Greenie Handwood တွင်းကုန်ပို့ကုန်ကုမ္ပဏီမှာစိတ်ဝင်းခေါ်စိတ်ဝင်းလေးကစစ်တပ်အတွက်လက်နက်ကဲများဝယ်ယွန်းငွေလဲတောင်းဝင်ယူပြီးမြန်မာနိုင်ငံကနေတင်ပို့တဲ့လွှဲရထွက်ကုန်နဲ့ရေထွက်ကုန်တွေပါဝင်မြန်မာပို့ကုန်တွေမှာရရှိတဲ့ပို့ကုန်ရငွေတွေကိုစစ်လက်နဲ့ခဲရန်နဲ့စစ်ပစ္စည်းဝယ်ရွာမှာတိုက်ရိုက်အသုံးပြုနေပြီးပို့ကုန်လုပ်ငန်းရှင်ကုန်တဲ့ချို့ကို ဆက်လက်နဲ့ပြင်ဆင်အရောင်းဝယ်အတွက်ငွေပေးချေအတိုင်းအဒေါ်လာရေလွှဲခိုင်းနေကြောင်းသိရတယ်။အကြဘတ်စစ်တပ်ကပင်နှံပြောင်းဘရောပါရေထွက်ကုန်ပါဝင်မြန်မာနိုင်ငံမှာတင်ပို့တဲ့ပို့ကုန်တွေအတွက်ရရှိအမေရိကန်ဒေါ်လာငွေတွေကိုစစ်တပ်ဗန်ဒီထံကိုပြန်လည်ပေးသွင်းရန်ပို့ကုန်လုပ်ငန်းရှင်တွေကိုညွှန်ကြားထားကြောင်းရင်းနှုန်းနဲ့မှာပို့ကုန်လုပ်ငန်းရှင်ဒီချို့မှာစစ်တပ်အတွက်ဝယ်ယူတဲ့ဆက်လက်နဲ့ပြင်ဆင်ကိုငွေပေးချေ၎င်းတို့နိုင်ငံခြားငွေအကောင့်တွေမှာတစ်ဆင့်ငွေပေးချေမှုတွေလုံဆောင်ပေးနေကြောင်းသိရတယ်။ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်ခြေဆိုင် Grand Hub Walk Antaya Price Company ကပဲမြို့မြို့ပေါင်းမြန်မာပို့ကုန်တွေကိုတင်ပို့ပြီးရင်းကုမ္ပဏီကိုစိန်ဝင်ခေါ်စိန်ဝင်လေးကဦးစီးကြောင်းယခုကစိန်ဝင်ခေါ်စိန်ဝင်လေးကစစ်တပ်တွေဝယ်ယူထားတဲ့စစ်တပ်နဲ့ပြည်စည်ခဲအနေအတွက်ငွေပေးချေခြင်းအဓိကတောင်းယူဆပေးနေကြောင်းသိရတယ်။စိန်ဝင်ခေါ်စိန်ဝင်လေး Green Hat ဘူးကအခုစစ်တပ်အတွက်ပို့ကုန်ရငွေတွေကိုလွှဲပြရကိုသူကလုပ်ပေးတယ်။ပုတ်ကုံရငွေဒေါ်လာတန်းနဲ့ထက်ကိုဝယ်ပေးနေရသူပဲသူကမြန်မာငွေထုတ်ပေးရသူ့ကိုပုတ်ကုံရငွေဘန်စင်တိုက်ပြန်ရောင်းနေအဲ့ဒီမှာသူကဘန်အကောင့်ကိုငွေမောက်ဘလောက်ပြန်လွှဲပါဆိုပြီးခိုင်းပါတယ် နိုင်ငံတကာကစစ်တပ်မြမစီပွားရေးဘဏ်နဲ့မြမကုံတယ်ရင်းနဲ့ယင်းနှမြုံနယ်မှုဘဏ်တွေကိုစီးပွားရေးပိတ်ဆို့ထားတော့လေယခုအခါစစ်တပ်ကလည်းနဲ့ပစ္စည်းနဲ့ခဲအနေဝယ်မှုအတွက်ပို့ကုန်လုပ်ငန်းရှင်တွေရဲ့နိုင်ငံသားငွေနဲ့ဘဏ်အကောင့်တွေကိုငွေပေးချေခံရမှာတိုက်ရိုက်သုံးပြုနေခြင်းဖြစ်ပါတယ်ကျွန်တော်ဘဲတင်ဖို့လိုရတဲ့ငွေတွေကတကက်ငွေအတန်နဲ့အိန္ဒိယကဒါတာကမ်ပဏီဘက်ကနေပေးချေတဲ့ငွေအတန်အဲ့ဒါကိုစစ်လက်နဲ့ပစ္စည်းဝယ်မှုအတွက်ငွေပေးချေရတယ်ကျွန်တော်မှလည်းဒေါ်လာတန်ချီကိုရောင်းစရာလူမရှိဘူးအဲ့လိုဝယ်ပေးတာကလည်းစစ်တပ်အတွက်ဝယ်ပေးနေစိန်ဝင်ခေါ်စိန်ဝင်လင်းပဲရှိတယ် အကြမ်းဖက်စစ်တပ်ကပို့ကုန်ရငွေမှရရှိနိုင်ငံသားငွေတွေကို၎င်းတို့ရဲ့ဗန်နေထံကိုပြန်လည်အနှံခိုင်းပြီးကုန်တယ်တွေကိုမြန်မာကျပ်ငွေပြန်လည်ထုတ်ပေးကြောင်းရင်းနောက်ကုန်တယ်တွေရဲ့ပို့ကုန်ရငွေနိုင်ငံသားဒေါ်လာတွေကိုစစ်တပ်အတွက်လိုအပ်တဲ့နေရာတွေအလုံးမှာအသုံးချနေကြောင်းရင်းနှီးလန့်တဲ့အမေရိကန်ပါဝင်သောနိုင်ငံကြီးတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုရှောင်လဲလျက်ရှိကြောင်းသိရပါတယ်။ ဆလဘီမော်လိုက်ခိုင်မှာတိုင်းငံဆင့်စင်ကာလအတွင်းပြူဇော်တီစစ်ကန်ရှိကိုတိမ့်ပါရရှိပြီးစစ်သားနဲ့ပြူဇော်တီတရားကြောတဲ့ကြောင့်စစ်တောင်မနဲ့လက်နဲ့ခဲအများပြတိမ့်စရာရှိစကိုင်းနိုင်မော်လိုက်ခိုင်မှာတိုင်းငံဆင့်စင်ကာလအတွင်းပြူဇော်တီစကန်ရှိကိုတိမ့်ပါရရှိခဲ့ပြီးစစ်သားနဲ့ပြူဇော်တီတရားကြောတဲ့ကြောင့်စစ်တောင်ဘက်နဲ့လက်နဲ့ခဲအများပြတိမ့်စရာရှိခဲ့ကြောင်းမော်လိုက်တလင်ရာစုတောင်းရှိသူကပြောတဲ့ယခုနှစ်ဩဂုတ်လကနေနိုဝင်ဘာ24ရက်နေ့ထိမော်လိုက်ခိုင်အတွင်းမှာတိုင်းငံဆင့်စင်ဖော်ဆောင်ခဲ့ရ စစ်သားပြူစကန်ရှိခုကိုတိမ်ပိုင်နိုင်ခဲ့ပြီးကျေးရွာပေါင်း18ရာကိုစုမို့ထိန်းချုပ်နိုင်ခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်သားတရာကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရှိကစစ်တုံးမန်းနေလက်နက်ခဲနေအများအပြားတိမ်စီရရှိခဲ့ပါတယ်။ပထမစကန်၅ခုတိမ်ပြီးရတစ်ဖြက်နောက်ထပ်စကန်၃ခုထပ်ရတဲ့အောက်တိုဘာ26ကနိုဝင်ဘာလ15ရက်နေ့ထိကိုစွမ်းနန်းအိုးဘိုထိန်းသား300တိမ်ပိုင်ထိန်းချုပ်နိုင်ခဲ့စစ်စင်ကာလာဒီနေ့ပဲပြည်ရလိုက်တယ်။ဂျန်တူဘက်ကတာလုံရဲနဲ့ထိုးလာလို့ပြန်ဆုတ်ထားတဲ့အနေအထားရှိပါတယ်။အဆိုပါစစ်စင်ကိုမော်လိုက်တော်လိုင်းအားစုဖြစ်တဲ့ခရိုင်တန်ရီတိတ် နှစ်3လေးမော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖားဖောင်းပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖားပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာဖားနဲ့ခရိုင်ကုတ်ကဲရုံတို့တိုက်ခိုက်ဖွဲ့တွေပူးပေါင်းကတိုက်ခိုက်ခြင်းဖြစ်ပါတယ်တော်လိုင်းအတွက်တဲ့သိငှက်စစ်စင်ရေးကာလအတွင်းသိပ္ပရရှိခဲ့ view scan နေမှာတောင်းတရွာ view sort scan အော်စည်းခုံရစကန်ညာဝင်းပြွာစကန်ဂိတ်စကန်နောက်ပိန်ရစကန်ကုံနားပင်ရစကန်ကုံနဲ့တောင်းရင်ရစစ်တက်စကန်စွမ်းနှံ view sort scan အိုးဘို view sort scan နဲ့ထိန်တာ view sort scan တို့ဖြစ်ပါတယ် လက်ရှိချိန်မှာစစ်စင်နယ်မြေတွင်ရှိတောင်သူလက်သမားတွေစပားရိတ်သိမ်းချိန်နဲ့ပြည်သူလူထုစစ်ပေးရှောင်ရခြင်းခက်ခဲတွေကိုငညာထောက်တာရှုထားသောအပြင်တင်ငယ်စစ်စင်ထုံးစစ်ကိုအညွန်းအထုံးညံ့ကြကြရရက်ကန်သမရှိရက်တလိုင်းခြင်းဖြစ်ပါတယ်ဆလဘီမောင်မျိုးနဲ့ဤပညာတက္ကသိုလ်မှာတက်ဆွဲထားစစ်တပ်ဝင်ရောက်တိုက်ခိုက်မှုစစ်သားလေးတွေသောစကိုင်းနိုင်မောင်မျိုးနဲ့ဤပညာတက္ကသိုလ်မှာတက်ဆွဲထားအကြံဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာ စစ်သားလေးဦးတည်ဆောင်ခဲ့ကြမောရခိုင်တိုင်းနဲ့တက်ခွဲမှုကဝင်းလင်းကပြောတယ်နိုဝင်ဘာ23ရက်နေ့မနက်7:00နာရီခန့်မှာမောရမြို့နယ်နေပညာတက္ကသိုလ် GDC မှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်နဲ့ပြည်စောတွေကိုတော်လိုက်တဲ့ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကလည်းဥသေးစွာခုနှစ်ဦးထိခိုက်ဒဏ်ရာပြီးလက်နက်ငယ်နှစ်လက်ကိုဖျက်ဆီးနိုင်ခဲ့တဲ့ဆိုပါတိုက်ခိုက်မှုကိုမွေရခိုင်အမှတ်နေတရင် တခြားမဟာမိတ်တွေဖြစ်တဲ့မွန်အခိုင်တိုင်းနှစ်တက်ခွဲတုံတက်ဆုနှစ်တောင်မျိုးဆက်တက်ခွဲမွန်အခိုင်တိုင်းစနစ်တက်ခွဲလေးမိတော့တက်ခွဲချောင်းမိတော့တက်ခွဲ Riot God People Defend Forum ကပူပေါင်းလှုပ်ဆောင်ခဲ့တယ်။ Japan စစ်တပ်နေပြင်ပြင်မဲ့ပြည်သူတွေကိုဥတီတက်ဖြတ်နေမှုတွေဆက်လက်လှုပ်ဆောင်မှာကပုံမှုဆွဲတိုက်ခိုက်မှုတွေကြောင့်တရားမြင့်ဖြစ်ကြောင်းကမ္ဘာတော်ဟူသောနာမည်ကိုထိန်းသိမ်းထားသောအပြင်ရောက်ကြပြီးသားသောစစ်သားချင်းချင်းသာတက်တိရှိရှိတိုက်ခိုက်ကြမွန်အခိုင်တိုင်းနှစ်တက်ခွဲမှုကိုဝင်လင်ကဆက်လက်ပြောဆိုရတယ်။ ဆက်လက်ပြီးကျုံးစုမှာခန်းလာပေါ်တဲ့စစ်တပ်ဇာပြတ်တိုက်ခိုက်ခဲ့ပြီးခြောက်ဒေသုံနှောင်းရှင်ဖမ်းပြီးတနင်္သာရီတိုင်းကျုံးစုမြို့နယ်ရမုံကြီးအနီးမှာပြည်သူစစ်ကမ်းထံလက်နက်ခန်းလာပေါ်တဲ့စစ်ကောင်ရှင်တဲ့ဇာပြတ်တိုက်ခိုက်ခဲ့ရတာကြောင့်စစ်ကောင်ရှင်တပ်ဖွဲ့ခြောက်ဒေသုံခဲ့လို့ကျုံးစုမြို့နယ်ဘက်ကဖတ်ထံကနေသိရတယ်။နိုဝင်ဘာ23ရက်နေ့မနက်7:00လောက်မှာဖရဲထွက်ကြေးရဘက်ကနေပြည်တိုင်ကြပြည်သူစစ်ကံကိုလက်နက်ကန်လာပွဲစစ်ကော်မရှင်တပ်ကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့ရဲ့တရင်ရဆောင်ကြိုတိုက်ခိုက်ခဲ့တာပါ ဟိုင်းတိုက်ခိုက်မှုတွင်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်၆ဦးသေဆုံးပြီးနောက်ထိပ်ကိုက်တန်းရရှိခဲ့သလိုစစ်ကောင်ရှင်တပ်ဖွဲ့ဝင်နှုန်းကိုလည်းဒေါ်လိုက်တပ်ဖွဲ့တွေကအရှင်ဖန်စီရရှိခဲ့တဲ့ဂျာဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်ရှင်ထံကနေကားတစီလက်နက်ကန်နဲ့ဆက်ဆက်ပစ္စည်းချို့ကိုဒေါ်လိုက်တပ်ဖွဲ့တွေကတင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်ဂျာဖြတ်တိုက်ခိုက်ခံပြီးနောက်စစ်ကောင်ရှင်တရားထိပ်ကိုက်သေဆုံးသူချို့ကိုကောက်တင်ပြီးကားတစီနဲ့ချက်ချင်းပေါင်းပြစ်သွားလို့ကျွန်းဆွမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ရှိသူကပြောတယ် ဒီတိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့မြင်းခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါပြီးခဲ့မေလ6ရက်နေ့ကလည်းကျွန်းစုမြို့နယ်ဝိုင်းရပိန်တော့ပြင်ကျေးအဆက်ကစစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်ရှင်တပ်ဖွဲ့ဝင်ပုံမှုတော်ပေါင်း20ဦးသေဆုံးခဲ့ပါတယ် ။ဆလာဘီ KNPP နဲ့ KNU ရဲ့ကောင်စီဝင်ဖြစ်ကနေယာယီရက်ဆိုင်မှုညှိနှိုင်းတယ်လို့အန်ယူစီစီသတင်းပေး။ KNU မျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ခင်မျိုးသားစီအုပ် KNU ရဲ့ကောင်စီဝင်ဖြစ်ကနေယာယီရက်ဆိုင်မှုနဲ့ပတ်သက်ပြီးညှိနှိုင်းစာနယ်လို့မျိုးသားညီညွတ်တိုင်းမင်ခန့်ကောင်စီအန်ယူစီစီကထုတ်ပြန်တယ်။အန်ယူစီစီကနေ KNPP နဲ့ KNU တို့ယာယီရက်ဆိုင်ခြင်းအကြောင်းကြားစာကိုနိုဝင်ဘာလ18ရက်နေ့မှာလက်ခံရရှိခဲ့လို့အန်ယူစီစီရဲ့သတင်းပြန်ကြားရေးနဲ့လူလူဆက်ဆိုင်အလုပ်ဖွဲ့ကသိပေးတယ်။ ဒီကြောင်းကြဆာရရှင်တွေကစပြီးကောင်းဆဲလုံထုံလုံနေတဲ့ညီညီနိုင်အဖွဲ့ကဖွဲ့စည်းကညီနိုင်ဆိုင်ဖွဲ့အနေစစ်စီကသဘောတူပြင်ဆင်ခဲ့လို့အသိပေးထုတ်ပြန်ကြမှာဖော်ပြတယ်။ KNPB ကတော့ကောင်းစီဝင်ဖြစ်ကနေရရက်ဆိုင်မှုအနိုင်ငံချီကမှုကိုပုံမှုကောင်းမှုအဥတီရာဖြစ်တယ်လို့နိုင်ငံဆိုင်ဆွေးနွေးဆုံးဖြတ်တဲ့ကိစ္စမှာပြည့်ပြင်စေခြင်းတဲ့သဘောလို့အတွင်းရမှုဖြစ်တဲ့ဦးအောင်စံမြင့်ကပြောတယ်။ ကင်မျိုးသားစီယောက်ကန်ညိုအနေနဲ့အန်ယူစီစီကောင်စီဝင်ဖြစ်ကနေရရဲဆိုင်မှုနဲ့ပတ်သက်ပြီးပြောရေးဆွေးနွေးရှိသူဘရိုဇော်တိုနီထံထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်ကြားခြင်းမရှိပါဘူးမျိုးသားညီညွတ်ရေးတိုင်းပင်ခံကောင်စီအန်ယူစီစီကို2021မတ်လဇန်မှာဖွဲ့စည်းခဲ့ပြီးတော်လင်းကာလမူဝါဒပိုင်းဆိုင်ရာနိုင်ငံရေးဥဆောင်တဲ့ဖွဲ့စည်းတစ်ခုဖြစ်ပြီး NGO ကိုမူဝါဒရအကူအညီပေးနိုင်အောင်လှုံ့ဆော်ပေးနေတယ် အဲဒီထဲမှာပြည်သူ့လူတော်ကိုစားပြုကော်မတီ CHP အပါအဝင်နိုင်ငံရေးပါတီရဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းနဲ့ဂျာကလာပြည်နယ်ဖက်ဒရယ်ယူနစ်လူမျိုးကိုစားပြုအဖွဲ့အစည်းကောင်စီနဲ့တပိတ်ကော်မတီလည်းပါဝင်နေပြီးက2022ခုနှစ်မှာတော့ကချင်က KPICT ဖွဲ့နဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် LND တို့အမျိုးသားညွေတိုင်းမင်ကန်ကောင်စီ NUCC ရဲ့ကောင်စီဝင်ဖြစ်ကနေပါဝင်မှုကိုရပ်နားပြီးနှုတ်ထွက်ခဲ့ကြပါတယ်ဆလာဘီရင်းတော့ကတမ33ကြာပူတဲ့အပူတွေကစမ်းနေ တကယ်ကသူတို့ကြမ်းနေဆိုတာတော်လိုင်းအင်ဆရီကိုမမိပါဘူး။သခိုင်းနိုင်ခင်ဦးမျိုးနယ်မှာစစ်တပ်နဲ့တင်ကန်ဝေဝါတော့ပြူစောတဲ့ပူပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကစစ်ကြောင်းပြောင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။စစ်သားများပြားတေဆုံးတံရရခဲ့တယ်လို့လက်နက်မျိုးစုံ30ကျော်နဲ့အကန့်အနီနဲ့တင်စီရရှိခဲ့တယ်။နိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီဝန်းကျင်ကခင်ဦးမျိုးနယ်မုံလာကျေးရွာကနေပြင်တောင်ပြွာကိုထွက်လာအင်အား180ကန်ပါနဲ့စစ်တပ်နဲ့ပြူစောတီး ပူပေါင်းစစ်ကြောင်းလွင့်လန်းတဲ့နေရာမှာပတ်ကဖားနဲ့ပြည်ရဲ့ပူပေါက်တပ်တွေတိုက်ခိုက်ခဲ့တဲ့စစ်တပ်ဘက်ကအများအပြားတင်ဆောင်ပြီးစစ်ကြောင်းကြောင်းလုံးတက်ပြတ်သွားတဲ့ခေယူပကဘာကအတိပေးတယ်။ဒါနဲ့ပတ်သက်လို့ခေယူမြို့နယ်ကပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကိုဆက်သွယ်မေးမြန်းထားဆဲပဲဖြစ်ပါတယ်။စက်ကောင်စီရဲ့တမတွေကရှုံစိမ့်နဲ့တိုက်တယ်တိုက်ပြီဆိုရင်အញ្ញံခံမယ်လက်နဲ့ချမယ်ထွက်ပြေးမယ်အသေးခံနဲ့တိုင်းခိုင်းနဲ့သူတို့အေးမလာတော့ဘူးဆိုရင်အလံဖြူထောင်းမယ်အစာရှိသဖြင့် ကျွန်တော်တော်လိုင်းရံစုတွေကတော့တိုက်ပြီဆိုရင်တိုက်မယ်ခိုင်မယ်တိမ့်မယ်ဝင်စီမယ်ဒီပုံစံမျိုးနဲ့တိုက်ကြတယ်အာသာချက်အားနေချက်ကအများကြီးရှိနိုင်တယ်အဲ့ဒီအများကြီးတဲ့မှာမစိတ်တက်ခြင်းကွာကျွန်တော်တော်လိုင်းရံစုတွေလက်ခံတာကကျွန်တော်တို့လည်းအောင်စိန်နဲ့တိုက်တယ်ခုကဆက်ကောက်မှတပ်သားတွေစစ်ကြောင်းထွက်ပြီးဆိုကြတဲ့ကသူတို့ဘယ်နေရာမှာတိုက်ခဲ့ရမယ်ဘယ်နေရာမှာစီးခံရမယ်ဘယ်နေရာလုံးခံရမယ်အရေးမလိုက်လက်နက်ချမယ်အလံပြူထွက်ပြေးမယ်ဒါတွေပဲစေးစွာကြိုတင်ခတ်မရခတ်တယ်တော်လိုင်းရံစုတွေနဲ့နောက်လာမဲ့ခြေနေတွေပြင်ဆင်ထားတယ်ရန်သူဘက်ကငြိမ်နေပေမဲ့ကျွန်တော်ဘက်ကအတင့်နေသားမျိုးပဲရှိပါတယ် နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်